ထပ်မာရဲ့အကြောင်းဒေါ်တင်တင်ဆိုရင်တနေ့ကောင်းကောင်းကြီးသိစီရမယ်မွန်ကျက်တယ်စိတ်ဖိစီရပါတော့စိတ်ဖိစီရပြီးတော့အဲတချို့စင်းနေဆိုမောရပါတော့ဒီနေ့ဆိုပြီးရင်ညိုဘိုက်ကြီးရဲ့စင်းနေတယ်အများကြီးပါဆိုတော့အဲ့ဒီနေ့ဒီနေ့ဆိုအဲ့ဘိုက်တို့ကြီးကိုတက်တာလေးမိုးလေးရနေညနေချင်းစင်းလိုက်ဘိုက်ကြီးကဆိုဒါကြီးခါးနေတာအဲ့လိုမျိုးရင်ဆိုအများကြီးပဲအာကျွတ်ကျွတ်ကျွတ်တက်ရောက်လေအဲ့လိုမျိုးဖြစ်နေရမောလဲမောရပေါ့နော်အဲ့လိုပေါ့ကာရိုက်တာကလည်းစိတ်ဖိစီနေရောအဲ့ချိန်နေဆိုနည်းနည်းလူက အဲ့လိုချစ်ကန်ကန်ဖြစ်နေတာကိုကိုကိုလို့ခေါ်ရလားကျမလည်းနိုင်ယူရမှာမဟုတ်တာအဲဒီကရီမိုအဲဇက်ကိုစားဖက်လိုက်ကတည်းကသူကခက်ခက်မိုင်ကရိုက်တာတအားကို strong ဖြစ်တယ်ဆိုတော့လေအဲသူကလုံးဝဆက်ဆက်တိမခံဆက်ဆက်ကျဲအဲ့လိုနည်းနည်းမှတိတိတိမခံဘူးပေါ့အဲ့လိုအဲ့လို ိုယ့်ကိုကြောရင်နှစ်ဆသုံးဆပြန်ကြောမယ်ဆိုတဲ့မျိုးပေါ့နော်အဲ့လိုဆိုအဓိကတော့ချွေရောက်ခမနဲ့ချွေမနဲ့ကြားမှာတော့အဲ့လိုအများကြီးဖြစ်တာ哦အဲ့လိုတချို့စင်းနေဆိုလို့ရှိရင် dialogue တွေရန်လည်းများတယ်အတောက်လျှောက်အဲ့လိုရန်နေဖြစ်ရတယ်စင်းကြီးရဲ့စင်းနေဆိုလို့ရှိရင်အဲ့လိုပြော့ခက်ခက်မှာ character ကြတော့အဲ့လိုသူကရိုးရိုး ဟိုလိုမျိုးတွေမဟုတ်ပဲねအနည်းငယ်သူကလေဆက်ဆက်ကြမ်းမခံကိုစွာတယ်ဟိုတဲ့ပြောရနည်းနည်းလေးအဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုအရန်ဟိုကျန်းတဲ့ဘက်ကိုသွားတာပေါ့เนาะဆိုတော့အဲ့ဟာကြီးဆိုရမ်းမောတာလောက်ရချင်းဆိုအဲ့လိုမျိုးမောတယ်ဟုတ်ဒါမဲ့လေဘောကောင်းဆုံးလုပ်ထားပါတယ်ကျန်းဘလောက်တော့ဘုန်းကျန်းဘုန်းကျန်းတယ်စိတ်ဖြစ်စီရပေါ့เนาะစိတ်ဖြစ်စီရပြီးတော့ အဲရေမဘလို့ပြောရမလဲအဲတချို့စင်းတယ်ဆိုမောရပါတနေ့ဆိုပြီးရင်ညိုဘိုက်ကြီးရဲ့စင်းနေတယ်အများကြီးပါဆိုတော့အဲ့တနေ့တနေ့ဆိုအဲ့ဘိုက်တူကြီးကိုတက်တာလေမိုးလေးကနေညနေချင်းစင်းလိုက်ဘိုက်ကြီးကဆိုတိုက်ခါးနေတာအဲ့လိုမျိုးရင်ဆိုအများကြီးအာချွတ်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 တယောက်လေအဲ့လိုမျိုးဖြစ်နေရအဲ့တော့အဲ့လိုဟိုပါဗာလဲတကယ်ပြီးရိုက်ပြီးဆိုခဏပြန်ပြုတ်ဒါပေမဲ့တော့ရှောက်တာလေအဲ့လိုရိုက်နေရဆိုတော့အများကြီးလဲစိတ်ပစ္စည်းရဲ့ပင်လဲပင်ပန်းနေအဲဟိုမိုးလဲမိုးရယ်ပေါ့နော်အဲ့လိုပေါ့ကာရိုက်တာကလည်းစိတ်ပစ္စည်းနေရောအဲ့ချိန်နေဆိုနည်းနည်းလူက အဲ့လိုချစ်ကန်ကန်ဖြစ်နေတာအမတဲ့ရွှေမနဲ့မတဲ့ဘူးဆိုရဲဒါအပြင်ရဇကားတွေမှာလဲဒါဒီဇကားတွေလဲတော်တည်ပြရအောင်နော်ဟောအခုတော့မှရေမုံမနေ့ကတချို့အဲ့ဇလန်းကြည့်ပြီးတော့ဒီမှာ comment လေးတွေ့ရတယ်တွေ့ရချိန်မှာဘလို့လေးတွေ့လဲဆိုတော့ဟဲ့ငါအတိုင်းပဲတို့ဟဲ့အိမ်ကရောခမအတိုင်းပဲတို့ဟဲ့ကိုပြီးတော့ဟိုခလေးရေမုံအကျွေးတွေနဲ့ဒီခလေးနဲ့အဲ့လိုမျိုးဖြစ်နေချိန်တည်းဆိုလို့ရှိရင်ဟဲ့လို့ငါကောင်ကပြန်မနေရတယ်အဲ့လိုလေးတော့တွေ့ရအဲ့ဆိုတော့တကယ်လက်တွေ့ဘဝမှာကြာတော့ဘဝအဖုံဖုံဟိုဘလို့ခေါမလဲအဲ့လိုဖြတ်တန်းရတဲ့အဖုံဖုံရှိရလေဆိုတော့သူတို့ ြင့်ဒီမျိုးသမီးတွေမှာဆိုလို့ရှိရင်မြန်မာမျိုးသမီးတော်များဆိုဒီရောက်ခမနဲ့ချွေးမှာ conflict တွေကပုံများမယ်ထင်တယ်ဆိုတော့ဒီဇက်ကဒီလိုဇက်ဆိုတော့ဟုတ် ထပ်တူကြတော့သခိုင်းရပြီးတော့ share လုပ်ဖို့ရှိတယ်ကိုသူကြီး address ပေါ့နော်တကယ်တမ်းတော့ share ရမယ်ဆိုရင်တော့ဘယ်နေရာမှာမဆိုမုံတရားထားရဆိုတော့မကောင်းပါဘူးကိုယ့်ရဲ့ဒီချွေးမရက်ခမဖြစ်လာမဲ့သူတော့ကို့ဒီအမေရင်းတယောက်လို့ကို့မျိုးသားကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပေးနိုင်ပြီးတော့တယောက်နဲ့တယောက်ကိုအမေဘက်ကလည်းကို့တမီးရင်းတယောက်လို့အဲ့လိုချစ်ပေးဖို့ကတော့ဟိုချစ်ပြီးတော့ဘယ်လိုပါမလဲနားလည်မှုလေးနေပေါ့နော်ဒါကတော့လေဟိုတမိုင်းမေးပြဿနာဖြစ်နေတော့ပြောရခက်တယ် အဲ့ဒါဒါဒီရခက်ခက်မှရိုက်နေတဲ့အချိန်မှာဝင်းရမုံနဲ့ဆိုတော့တော်တော်ပြောင်းသွားသလိုပဲเนาะဒါကြည့်ရတာပြောင်းသွားလားတော်မူပါဘူးဟုတ်လားဟုတ်ကဲ့ညီမအများကြီးစူးစမ်းထားပါတယ်ဘာလို့လဲဆိုတော့ဒီခုနပြောလိုပဲဒီခက်ခက်မှတချို့ဟာကြီးဆိုလေရိုးရိုးပြောရင်ရိုးရိုးညံတွေ့တယ်လို့ဖြစ်မှာဆိုလို့ခက်ခက်မှပုံစံနဲ့ခက်ခက်မှဖြစ်အောင်ရန်တွေးဖို့ဆိုတာညီမတို့ဇက်ကိုဒီဇညုံဖက်ပြီးဆိုတာနဲ့အများကြီးကြိုကြိုပြီးတော့တွေးတယ်ဒီဟာဒီလူရိုးရိုးပြောလိုက်ရင်ဟိုလိုကြီးဖြစ်မှာတက်ခက်ခက်မှပုံနဲ့ခက်ခက်မှ mood ဖြစ်အောင်ကြတော့သူ့မှာပြဿနာတွေအများကြီးပဲကြွေးရတယ်ဝိုင်းနေယောက်ျားနဲ့ တစ်မျိုးခလေးရတစ်မျိုးယောက်ခမတော့အစိုးဆုံးပေါ့ပြဿနာပေါ့ကိုကြုံရတဲ့ပြဿနာထင်လာအဲ့လိုမျိုးဆိုတော့ဒီမှာကြည့်ရပါလိမ့်မယ်ဒီနေ့မှအပိုင်းတစ်စပြရဲဆိုတော့ဟုတ်ကဲ့